ကင်ဆူဟွန်းရဲ့သတင်းစာရှင်းလင်းပွဲကိုတုံ့ပြန်လာတဲ့ဆော်လီမီသားစုမင်းသားကင်ဆူဟွန်းဟာမတ်လ31ရက်နေ့မှာသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး ကင်ဆယ်ရုံကိုအသက်မပြည့်သေးခင်မတွဲခဲ့ကြောင်းညင်းဆန်ခဲ့ပါတယ်။ဒီသတင်းစာရှင်းလင်းပွဲမတိုင်ခင်မှာဆော်လီရဲ့မိသားစုကကင်ဆူဟွန်းစီကနေဖြည့်ရှင်းချက်တောင်းဆိုထားပြီးတောင်းပန်မှုပြောပေမဲ့ကင်ဆူဟွန်းကဒီအကြောင်းကိုပြောမသွားခဲ့ပါဘူး။ဒီတော့သတင်းစာရှင်းလင်းပွဲအပြီးမှာဆော်လီမိသားစုကကင်ဆူဟွန်းနဲ့ပတ်သက်ပြီးသူတို့ရဲ့သဘောထားကိုထုတ်ပြန်လာခဲ့ပါတယ်။ဆော်လီရဲ့အကိုဖြစ်သူကသတင်းစာရှင်းလင်းပွဲမှာပြောသွားတာတွေဟာကြိုတင်ခံမှန်းလို့ရတဲ့အတွက်မအံ့ဩမိကြောင်းပြောလာခဲ့ပါတယ်။သတင်းပေါင်းစုံထွက်ပေါ်နေတဲ့အတွက်ကင်ဆယ်ရုံရဲ့မိသားစုကိုလည်းစာနာမိသလိုသူတို့မိသားစုဘက်ကလည်း ဲတည်ခြင်းနဲ့အဖြေတွေရှိနေသေးကြောင်းဆော်လီရဲ့အကူကပြောခဲ့ပါဗျ။ဆော်လီရဲ့အကူကရီယဲရုပ်ရှင်ရဲ့ဝူလစ်စလေခန်းတွေအတွက် Bori Double ရှိရသားနဲ့ဘာကြောင့်ဆော်လီကိုကိုရိုင်းတယုတ်ဆောင်ခိုင်းခဲ့ရတာလဲဆိုတာနားမလည်ကြောင်းပြောခဲ့ပါဗျ။ ဒီလိုမျိုးတရုတ်ဆောင်တာစောလီလိုမျိုး idol တယောက်အတွက်လူပြောစရာဖြစ်ခဲ့ပြီးဝေဖန်မှုတွေအများကြီးခံခဲ့ရတဲ့အတွက်ဒီဖြစ်ရက်ကနောက်ဆက်တွဲအနေနဲ့စောလီရဲ့စိတ်ကျမရေးကိုထိခိုက်စေခဲ့တဲ့ဆိုတာအမှန်ပါပဲ။ Real ရုပ်ရှင်ဟာခင်ဆူဟွန်မင်းသားဖြစ်ပါဝင်ထားတဲ့အပြင်ဝမ်ခွဲညီကို Gold Medalist ရဲ့ Co-founder Lisa Rand က Director ဖြစ်တာဝန်ယူရိုက်ကူးထားတာဖြစ်ပါတယ်။ကြီးစုပေးခဲ့တာကျေးဇူးတင်ပါတယ်ရှင်။